ပကဒနာမပါဘဲနဲ့ရူရှင်းစွာနဲ့ပထမဆုံးအကြိမ်မဟာဘုံကတိန်အလှတော်မင်္ဂလာပွဲကိုပြုလုပ်ခင်ချင်းခဲ့တဲ့တရုတ်ဆောင်ဝင်းမုံရွှေရိုးဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာတို့ရဲ့ယဉ်ကျေးမှုအရာဝါလာကင်းလို့တည်င်းကျွတ်တစောင်းမုံကာလာတွေမှာအလှအတန်းတွေပြုလုပ်ကြတဲ့အချိန်အခါလေးဖြစ်ပါတယ်နေရာတိုင်းမှာကတိန်သင်္ကန်းကလူပွဲတွေနဲ့မတိုးသင်္ကန်းရဲလုပ်ပွဲတွေနဲ့စီကားနေတာလေးဖြစ်ပါတယ်အခုတခါမှဆိုရင်လေတရုတ်ဆောင်ဝင်းမုံရွှေရိုးဇနီးမောင်နှံကောင် ကြီးကျယ်ခမ်းနားတဲ့ကထိန်လူတော်ပွဲကြီးကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ကိုနိုင်ဖြိုးကျော်နဲ့ဝင်းမုံရွှေကြီးတို့ဇနီးမောင်နှံကတော့မော်လမြိုင်မြို့မှာရှိတဲ့အောင်စပူကျောင်းတိုက်ဓမ္မရိပ်သာမှာတွားရောက်လူဒန်းခဲ့တာလည်းဖြစ်ပါတယ်။အလူပြုလုပ်ခဲ့တဲ့အစီအစဉ်တွေကလည်းအရန်ကိုကြည်နူးစရာတာထုခေါ်စရာကောင်းလွန်တာကြောင့်ပရိသတ်တွေကလည်းကြီးကျူးနေကြတာဖြစ်ပါတယ်။ကိုနိုင်ဖြိုးကျော်နဲ့မင်းသမီးဝင်းမုံရွှေကြီးတို့ကပထမဆုံးအကြိမ်မဟာပုံကထိန်အလူတော်ကိုပြုလုပ်ခဲ့ကြပြီးတော့ အဆိုပါအောင်စပူចောင်းတိုက်ဓမ္မရိပ်သာမှာရှိတယ်။သီလရှင်အပါတထောင်တီတီကိုဆွန်းဆန်စိမ့်နဲ့နဝကမ္မဝိထုငွေတွေကိုလည်းလှူဒန်းခဲ့ကြပါတယ်။ဒါအပြင်အဆိုပါဒေတာကចောင်းသားအယောက်250ကိုလည်းចောင်းဝိစုံများနဲ့စာရေးကရိယာများကိုလည်းလှူဒန်းခဲ့တာဖြစ်တယ်လို့ကထိန်လာခင်းရင်နဲ့ရက်ွက်အတွင်းကအခြေခံလူဒန်းစာအယောက်9000စာအတွက်စံအိမ်များကိုလည်းလှူဒန်းပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးတရာကြည့်ဖြူစွာနဲ့လှူဒန်းခဲ့တာကြောင့် မင်းသမီးဝင်းမုံရွှေကြီးတို့ဇနီးမောင်နှံကိုချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ချမ်းသာတဲ့တတိတွေဖြစ်ကြပေမဲ့လည်းဂုံပကသနာမပါပဲတကယ်ကိုလိုအပ်တဲ့နေရာတွေ၊ကျောင်းတွေနဲ့ပြည်သူတွေစီကိုလှူဒန်းပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ခင်မုံဖြစ်သူကိုနိုင်ဖြိုးကျော်ကဇနီးဖြစ်သူဝင်းမုံရွှေကြီးကိုလည်းအဆဆအယားယားလိုလီသေးမရှိထားထားပြီးတော့အလူအတန်းတွေပြုလုပ်တဲ့အခါမှာလည်းစိတ်တူကိုယ်တူနဲ့ဇနီးလေးဖြစ်ချင်တဲ့အတိုင်းပါရမီဖြည့်ပေးတာကြောင့် ဝင်းမုံရှိကအင်တော်ရေးကံကောင်းတဲ့အမျိုးသမီးတယောက်ဆိုပြီးတော့လည်းပြောဆိုခဲ့ကြတာပါအခုနောက်ဆုံးပြုလုပ်ခဲ့တဲ့အလှူကြီးကလည်းသူတို့ရဲ့စေတနာကိုတက်တည်ပြနေတယ်လို့တချို့သောတတိတွေလိုလူမြင်ကောင်းအောင်ပကာသနာတွေနဲ့ခန်းနာမှုကိုဥတီတာမျိုးမဟုတ်ဘဲတကယ်လိုအပ်နေတဲ့သီလရှင်တွေကျောင်းသားလေးတွေနဲ့အခြေခံလူဒန်းစားတွေကိုရွေးချယ်လူဒန်းခဲတာလည်းဖြစ်ပါတယ်အခုလိုမျိုးជីနူးစရာကောင်းပြီးတာရုခေါ်စရာကောင်းလို့နဲ့ကိုနိုင်ဖြိုးကျော်နဲ့မင်းသမီးဝင်းမုံရွှေကြီးတို့ရဲ့ မဟာပုံကထိန်ကအလှပုံရိပ်လေးတွေကိုလည်းပြည်သက်တွေအတွက်အခုလိုပဲမျှဝေတင်ဆက်ပေးလိုက်ရပါတယ်ရှင်